တော့မှ work life balance မရှိဘူးတော်တော့မှ work life balance မရှိဘူး음အမြဲတမ်းစူးစမ်းတယ် work life balance ရှိဖို့အတွက်ဒါပေမဲ့အခုချိန်ထိမရှိရတဲ့အကြောင်းရင်းကလည်းဒီမရှိတဲ့ဟာပဲဒါရောဒီနေ့ဒီချိန်ထိရောက်လာခဲ့တယ်လို့ယူဆထားတယ်အဟားကြောင့် work life balance မရှိဘူးဒါပေမဲ့ ဒါရနောက်ထပ် next chapter ကိုသွားတဲ့အချိန်မှာ wildlife balance ရှိအောင်အတွက်ကိုပိုပျော်ဖို့အတွက် happiness ကိုပိုရှာဖို့အတွက်ကိုပဲဒါရဥတီပြီးတော့ပဲနောက်ပိုင်းကိုသွားဖြစ်တော့မယ်အဲ့တော့အရှိပိုင်းမှာဘာဖြစ်လို့ wildlife balance ဒါရမရှိခဲ့ဘူးအဲ့ဒီခါကလည်းဒါရဒီနေရာထိရောက်လာခဲ့စီလဲဆိုတာကိုဒါရရဲ့ experience တွေနဲ့ဒါရပြောပြပေးမယ်အခုလောက်ဆိုရင် share video နှစ်ခုကြည့်ပြီးပြီလို့ဒါရထင်တယ်နော်အဲ့ဒါအိမ်ကနေပြီးတော့ထွက်လာခဲ့တယ် အဲအဲ့အချိန်မှာဖောင်ပြက်ပြီးရောလာခဲ့တယ်။အာအိမ်ကတော့ဘယ်ကိုဘလို့ပဲဖြစ်ဖြစ်ဒုက္ခရောက်သွားရင် support လုပ်ပေးမယ်လို့ပြောပေမဲ့ကိုရဲ့မန်တစ်ခုကငါပဲရှိတယ်ငါပဲလုပ်ရမယ်ဆိုတဲ့ဟာငါကိုယ်တည်းကဒါဘယ်သူမှမသင်ထားပဲနဲ့ကိုကကို instantly ဖြစ်နေတဲ့ဟာဒါကြတော့ကိုဒုက္ခနဲ့ကိုပေါ့နော်။ဆိုတော့အဲ့ဒီစိတ်ကပဲမောင်းခဲ့တာကစေကန်းကိုဝင်တယ်ဝင်တဲ့ချိန်မှာအာဒါကိုအဲ့ဒီအလုတ်တွေနဲ့ကွာ fit နေမဖြစ်ဘူးကိုရဲ့ အပြောဆိုပိုင်းရော personal appearance အပိုင်းနေရောအော်ပြီးတော့ဒီရဲ့ knowledge zero ဖြစ်နေတဲ့အပိုင်းတွေမှာရောလုံးဝမရှိဘူးပြီးတော့အရင်တော့ဆိုရင်ကလေးလေးလိုပဲလေအိမ်မှာမပူမကြနေရတဲ့အချိန်မှာဒီအလုပ်ထဲကိုရောက်တည့်ရဲ့ဆိုရင်လည်းပဲဒါအခုကြည့်နေရလူအလုပ်ထဲမှာဝင်နေလူအလုပ်ထဲမှာထုတ်ဖို့မပြောပြင်မဲ့လဲရှိတဲ့ pressure တွေကဒါရှိနေကြတာပဲလေ တော့ဒီဟာတွေကိုရုတ်တရက်တွေ့တဲ့ချိန်မှာဒါတွေအကုန်လုံးကိုကိုကအုံနောက်ကြီးတွေဖွင့်ပြီးတော့တခုချင်းကိုရင်ဆိုင်ရတယ်ပေါ့အဲ့ဒီအပြင်ညားကြတော့လေထုံးတုံးလန်တိုင်းမှာညားဘက်တွေမှာဆိုတငငချင်းနေနဲ့စားဖို့ဖတ်တဲ့ဟာပေါ့အာဒီစားဖတ်တဲ့ဟာတွေပြီးတော့နောက်နေ့မနေ့ဆိုရင်လည်းပဲဒါစားဖို့အတွက်ကိုဟင်းနေချက်တာဗာညားပေါ့နော်အာပြီးတော့အလုတ်ထဲကိုပြန်ရောက်သွားတဲ့ချိန်ကျရင်ဆိုရင်လည်းဒါကိုရဲ့စစ်မျက်နှာပြင်ပြန်ဖြစ်သွားပြန်အောင်လေတည်ရမှာပေါ့ဆိုတော့ဒါကကိုထမင်းကျွေးမဲ့ဟာကို ဒါတွေခွင့်ရေးတွေမှန်တယ်မြောက်ကို grab လုပ်မဲ့ဟာဆိုတော့ကို့မှာ ease ဖြစ်ဖြစ်နဲ့ကို့မှာနေဖို့မရှိဘူးလာတာနဲ့အကုန်လုံးကိုကို grab လုပ်ပြီးတော့သင်မယ်ဆိုတော့ amount တင်ထားတဲ့ဟာကအဲ့ဒီ2019ကလေးကကိုကိုဒါတောက်လျှောက်ရှိခဲ့တာအလုတ်သိမ်းသွားပြီမဲ့ကိုကစိတ်လျှော့သွားတယ်ဆိုတာမရှိဘူးဆိုတော့အဲ့အဲ့ဒီအချိန်မှာစပြီးတော့အလုတ်ကတော်တော်အဆင်ပြေလာတဲ့အချိန်အဲ့တော့ payment တွေကကောင်းလာတယ်ကောင်းလာတဲ့အချိန်မှာစပြီးတော့ကိုကစဉ်းစားပြီးငါဒီအလုတ်ထဲမှာပဲအငြင်းနေတော့မှာလားပေါ့နော် ဆိုတော့အလုပ်ထဲမှာဆိုရင်တော့ဒါအဆင်ပြေပေမဲ့တကယ်တမ်းဒီအလုပ်ကိုကိုစပြီးတော့ leave လုပ်ရင်ဆိုတဲ့ခေါင်းစဉ်နဲ့စစင်လာလိုက်တဲ့အချိန်မှာကိုကိုတော်တော်လေးတုံ့လှုပ်သွားစေခဲ့တဲ့ moment ဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီအလုပ်ကထွက်လာတဲ့ကိုဘာမှမဟုတ်တော့ဘူး။အဲ့တုန်းကလည်း delivery ဆိုတာလည်းဘယ်သူမှမသိဘူးပေါ့။ဆိုတော့အဲ့အချိန်မှာကိုအရင်ကကိုနောက်ထပ် turning point တစ်ခုကိုပြန်ရောက်တဲ့အချိန်ဖြစ်တယ်။ဘာဖြစ်လို့ဆိုတော့ဒီအလုပ်ရှိရတဲ့ကိုမှလည်းစေကန်းပြန်ဖွင့်ဖို့အတွက်အငွေကြီးရရောလုံလောက်တဲ့ အဲဒီဘ ਹੁ ဒုဒပိုင်းဆိုင်ရာရောဒါသူများတွေကတော့ကိုယ်ရှိရလို့ပြောပေမဲ့ကိုယ့်ဟာကိုယ်က incomplete ဖြစ်နေရယ်ဆိုတဲ့ခံစားချက်နေထားတစ်ခုမျိုးမှာအလုတ်ကလည်းထွက်မယ်ဒါပေမဲ့စေကန်းလည်းမထောင်သေးဘူးဆိုတဲ့အနေထားမှာငါဘာဆက်လုပ်မလဲဆိုတဲ့ဟာဖြစ်တယ်အဲ့ဒီ point မှာဘာပြန်ဖြစ်လဲဆိုတော့ခေါင်းစဉ်နောက်တစ်ခုထပ်ထွက်လာတဲ့အချိန်မှာကြောင်းတက်တဲ့နေဆိုတဲ့ဟာက ရုတ်တရက်ကြီးခေါင်းပေါ်မှာပေါ်လာတယ် Master Degree ကိုတက်တင်နေဆိုတဲ့ဟာအဲ့တော့ကျောင်းစားရတဲ့အချိန်မှာတိုင်းရရာနဲ့ချီပြီးတော့ကုန်တယ်အဲ့ဒီပတ်စံကိုမှမရှိဘူးတေချာတာအိမ်ကိုပြောရင်အိမ်ကလုံးဝကြိုက်မှာမဟုတ်ဘူးဒဝင်ကနေတော့မှရန်ကုန်ထွက်လာခဲ့ရလीဆိုတော့ရန်ကုန်နေပြီးတော့နောက်တစ်နေရာထိုင်းကိုသွားမယ်ဆိုရင်တေချာတယ်ဘယ်မိမှမလက်မခံဘူးပတ်စံလေးပါကိုထုတ်ပေးပါလို့ပြောတဲ့အချိန်ညရင်ပို့တော်ဆိုးအောင်မယ်အဲ့ဒီအချိန်မှာ ကိုကအိမ်ဟိုတော့လုံးဝမပြောသေးဘဲနဲ့ဒီအာပတ်စံပမာဏကိုငါဘယ်လိုစားရှာမှာလဲပြီးတော့ဒီစိကန်ထွက်တဲ့အချိန်မှာဒေါက်တာယူရီဆိုတဲ့ဟာတခုကိုကြံခဲ့ချင်တယ်ဆိုတော့အဲ့ဒီဟာကိုငါဘယ်လိုလုပ်မှာလဲဆိုပြီးတော့ညာပေါင်းများစွာထပ်စင်စားရင်းနဲ့နောက်ဆုံးငါ platform ထောင်မယ် social media run မယ်ဆိုတဲ့ဟာကကိုရမသိစိတ်ကနေပြီးတော့စပြီးတော့ဖြစ်လာတယ်အဲ့ဒီအချိန်မှာကိုရအခက်အခဲဆုံးလို့က Facebook page ကိုစဖွင့်မှုပဲဘာဖြစ်လို့လဲဒါက digital အရန်ညံ့တယ် လုံးဝ online social media အရင်ကြီးရတယ် post လေးတင်ပြီးတော့ video ပဲအဲဒီတိုင်းမှာကိုယ့်အကူမိုက်လေးတင်လာတော့ကလုတ်တက်ပြင်မယ်ဒီလိုမျိုးလုံးကြကင်ကြစလုပ်ပြီဆိုရင်တော်တော်ဒုက္ခရောက်ပြီးတော့ page တစ်ခုစဖွင့်ဖို့တော့မှဘဘဘဘနဲ့ရင်ဘတ်တွေတုံပြီးတော့နေညာအိတ်လို့မရတဲ့နေထားတော့ကိုအဲ့ဒီ first step ကိုတော့စပြီးတော့ run တယ်အဲ့တော့ရအောင်ဒါကိုပဲတော့လုတ်ကြည့်လိုက်တယ်ဘာဖြစ်လို့ကိုလုတ်တက်လာလဲဒါပဲရှိရအောင်အဲ့တော့ထပ်ပြီးတော့စူးစမ်းပြီးတော့လုတ်ကြည့်လိုက်တဲ့အချိန်မှာ graph ကန်ကောင်းတာလည်းပါတယ် အကြည့်နေရဲ့ UNG တခဲနဲ့အားပေးတဲ့အပိုင်းတွေလည်းပါတယ်ဒေါက်တာရဲ့ knowledge sharing တွေကလူတွေစီအများကြီးကိုအကျိုးရှိရဲဆိုတဲ့ feedback တွေအများကြီးရတဲ့အချိန်မှာဆက်လုပ်ဖို့အတွက်အားထပ်ပါလာတယ်အဲ့ချိန်ဆိုရင်3လလောက်တော့အရှိမ run လိုက်တာပေါ့အဲ့3လနောက်ပိုင်းကနေစပြီးတော့အိုးလူတွေကလည်းဒေါက်တာရဲ့ knowledge sharing ကိုအရင်သဘောကျလာတဲ့အချိန်အဲ့ချိန်မှာပထမဦးဆုံးအရန်ပျော်တဲ့ moment ကဘာလဲဆိုတော့ဒါက online ကနေပြီးတော့လူနာကြည်လာဆိုတဲ့ဟာဘာဖြစ်လို့လဲဆိုအဲ့စကားကိုစကြားလိုက်တဲ့အချိန်မှာ ဒါငါပထမဦးဆုံးစပြီး business လုပ်မယ်ဟာပဲငါဘယ်နေရာဘယ်တော့တော့ဒါငါ့ကိုစပြီးတော့ထမင်းကျွေးမယ်ဟာဆိုပြီးတော့စပြီးတော့တိလိုက်တဲ့ moment ပေါ့ဒါအရန်ပျော်တဲ့အချိန်ဆိုတော့အဲ့ဒီကနေစပြီးတော့ online consultation လုပ်ပါတယ်ဆိုပြီးတော့ online consultation ကိုစလုပ်တယ်အဲ့ဒီအချိန်မှာဆိုရင်တစ်ဖက်ကဈေးကမထွက်သေးဘူး စပြီးတော့ leave လို့ဖို့အတွက်တော့စပြီးပြင်ဆင်နေတယ်။တစ်ဖက်က online consultation ကိုတွဲတယ်။အဲ့တော့မနေ့မိုးလင်းပြီးဆိုရင်ပြန်လို့ပြီးရတယ်9နိုင်8နိုင်ဆိုရတယ်။လူနာကြည့်ပြီးတောက်လျှောက်ကြည့်ရညမနေ့10နိုင်ခွဲတိပေးရတယ်အထုပ်ဆွဲပြီးတော့စေကန်းသွားပြီ။အဲစေကန်း10နိုင်ခွဲည9နိုင်ပြန်ပြီးလူနာကြည့်ကြည့်ည9နိုင်ပြန်ပြီးဆိုတဲ့အချိန်ကြရင်ဆိုရင်အဲ platform တွေ ram မြင်လာပါကျွန်မဒေါက်တာယူရီမဘာညာထလုပ်ပြီးပေါ့နော် TikTok game မှာပေါ့နော်ဆိုတော့ညာ တခါလေးကျ edit ပြင်ပါညာဆိုည7:00နာရီခွဲလောက်မှရေချိုးရတယ်တမင်းစာအဲ့လိုမျိုးလေးပေါ့ဆိုတော့အဲ့ဒီဟာကိုလာတော်တော်များများဒါဒါ run နဲ့အချိန်မှာ7လလောက်ကြာသွားတယ်အဲ့အချိန်မှာကိုယ့်ကိုသေးကြပြီဆိုတဲ့အချိန်မှာအလုပ်ကနေစပြီးတော့ leave on အစ resign စတင်နေပေါ့အဲ့တော့ဒါဒါ plan B မရှိဘဲနဲ့အလုပ်ကိုထွက်ဖို့ကဘလို့မှမဖြစ်နိုင်ဘူးဘာဖြစ်လဲဆိုတော့ဟိုရေမကူးတတ်တဲ့လူကိုဒီတိုင်းချလိုက်ရင်းနှစ်သိမ်ပါလေ အဲ့တော့အဲ့ကိုထွက်မယ်ဆိုပြီးစလုပ်တဲ့ချိန်မှာအနောက်ကဖြည်းဖြည်းချင်းကို plan ပြီးပြန်စတာပေါ့ဆိုတော့အဲ့ဒီချိန်မှာ work life balance ဆိုတာထဲ့ဖို့ကိုမစင်စားနိုင်တဲ့အချိန်ဖြစ်တယ်ပေါ့နော်အဲ့တော့တစ်ဖက်က online consultation ကြည့်ရအဲ့တစ်ဖက်က Luna စေကန်းကိုတွားပြီးတော့ကြည့်ရတစ်ဖက်ကလည်း social media မှာ educational content တွေကိုတင်တဲ့ချိန်မှာနောက်ပြဿနာတစ်ခုကဘာတရားမှမသိရောကိုဖတ်ထားတဲ့စာရည်လည်းပဲကိုဖတ်ခဲ့တဲ့လောက်လည်းကုန်ပြီမရှိရော အဲ့မှာစာစားဖတ်ဖို့တွေဖြစ်လာအောင်ငါစာဖတ်မှရတော့မယ်ဒီပုံစံနဲ့အကုန်လုံးကလည်းဟိတ်ဟိုင်နဲ့ကိုယ်အိုးအရင်နေတိတယ်လူတွေကထင်ကြရတယ်ဟောဆိုတော့ကဲငါလည်းတကယ်ငါစာဖတ်ချင်တာဒါပေမဲ့ဒီပုံစံမှန်းလူကဘလတ်ဘလတ်နဲ့အပေါ်မှာစာလက်ကူးမဆိုင်နဲ့ဟိုလိုဒီလိုအဲ့လိုလဲလုပ်လို့မရတော့လုံးဝ grounding ဖြစ်ဖြစ်နဲ့စိတ်ကိုလျှော့ပြီးတော့စာအုပ်ကင်ပြီးတော့အနည်းဆုံးတော့တစ်နာရီနှစ်နာရီလောက်စာအုပ်ကို ကင်ပြီးတော့ focus လုပ်တတ်တဲ့အကျင့်ကိုစပြီးတော့ train ရတော့တယ်ကိုဟာကိုအဲ့ဒီဟာ train မှသာလဲရင်စာကစထပ်ပြီးတော့ရလာမှသာလဲရင်ပြန်ပြီးတော့ sharing လုပ်နိုင်မှာလေဆိုတော့အဲ့မှာစပြီးတော့ဖတ်တယ်အဲ့တော့အဟာဒီမှာဆိုရင်လည်းပဲကိုအဲ့ဒီအကြောင်းမတွေးနေရဖြစ်တယ် wildlife မလုပ်တော့လုံးဝမတွေးနိုင်ခဲ့ဘူးအဲ့ဒီမှာ contact တွေဖြည်းဖြည်းထွက်လာတဲ့ခါလေးကျရင် Julian တို့ကိုပေးချင်တဲ့ contact ကိုပဲတော့ဒါကိုဆောင်းပေးပြီးတော့ like ဖတ်ရတယ်ပို့ပြီးတော့ evidence များအောင်ပေါ့နော်အဟာနဲ့တဖြည်းဖြည်း point တခုရောက်လာ2000နဲ့23ရောက်လာတဲ့အချိန်မှာဒေါက်တာဆေးခန်းကနေပြီး leave လုပ်ပြီး COG ဘန်ကောက်ကိုစပြောင်းတယ်အဲဒါတာ master degree set up ဖို့အတွက်ကျောင်း set up ဖို့အတွက်အဲ့အချိန်မှာအရန်အံ့ဩစရာကောင်းတာကဒေါက်တာဒေါက်ရှောက်နားကန် လုပ်ရင်းနဲ့ဟိုကိုကျောင်းတက်ဖို့စီရိတ်ကိုဒါတာလုံလုံလောက်လောက်ရသွားတာအရန်အံ့ဩဖို့ကောင်းတယ်ဆိုတော့အရန်လေးကျေးဇူးတင်ဖို့ကောင်းတယ်ခါလေးကြရင်လည်းဘောနော်အကိုလုံလုံပါတဲ့အရာလေးတွေကိုနောက်ကိုလိုက်နေရလဲတော်တော် appreciate ဖြစ်ရတယ် ကို promotion ရတာနဲ့ကော content လေးတွေ run လို့ရတာနဲ့ရောကိုတစ်ဖက်ကစူးစမ်းရတာနေမညတော့မနာတော့လာနဲ့ချီပြီးတော့ဒါစူးစမ်းရတာပေါ့နော်အဲ့တော့ဒီဘန်ကောက်ကိုရောက်တဲ့ချိန်မှာဆိုရင်ဒရစီမှာပါလာဆိုလို့ online consultation တွေပါလာတယ်ဒီ educational content တွေလုံးဝမပြတ်သွားအောင်စရမ်ဘိုးအတွက်ကိုဒရဆာပြီးတော့လုပ်တယ်ဒါတော့မှဒီကြားထဲမှာဒရဆာအုပ်တအုပ်ရေးတယ်ရအောင်ရေးတယ်အဲမကြခင်ထုတ်မယ်နောက်လာအဲအောက်တိုဘာ လာကုန်လောက်ဆိုရင်စာအုပ်တော့အုပ်ထွက်ဖို့ရှိတယ်။မိန်းကလေးတွေတော့ guidance တစ်ခုအနေနဲ့တောက်လျှောက်ဒီကလေးကလေးကနေပြီးအမျိုးသမီးတစ်ယောက်ဖြစ်လာတဲ့အနေထားမှာရှောက်လန်းရတဲ့ဘူးတူတာကျမရည်ကြီးဆိုင်ဆိုင်ရာပြီးတော့ decision making အပိုင်း self aware နဲ့အပိုင်းနေနဲ့ပတ်သက်ပြီးတော့စာအုပ်တော့ထုတ်ထားတယ်။ဒါပေမဲ့လဒီအောက်တိုဘာမှာထွက်လိမ့်မယ်။ဆိုတော့အဟာရတွေအများကြီးလုပ်ခဲ့တယ်ပေါ့။ဆိုတော့အဟာရတွေကြောင့်လည်းတော့ wildlife balance မရှိဘူး။တကယ်လို့ wildlife balance ရှိခဲ့ရင်ဟောဒီအထိရောက်လာမှာလားဆိုရင်ဒေါက်တာချက်နဲ့ ဘလုံးကမရောက်လာခဲ့ဘူးဒီအထိရောက်ဖို့တော့နှစ်တိနောက်ထပ်အများကြီးယူအောင်မယ်ဒါပေမဲ့ဒီ wildlife valley ကိုဒေါက်တာအရင်လို့ခြင်းတယ်အဲ့တော့ဒေါက်တာရဲ့ next chapter မှာလာမယ့်ဟာကဒေါက်တာဒေါက်တာ enjoy လုပ်ဖို့ဒေါက်တာတတ်နိုင်ဆုံးပျော်ရွှင်မှုနဲ့ဒီအလုပ်တွေနဲ့သဟစာတာဖြစ်အောင်ဘလိုနေမလဲဆိုတဲ့ step ကိုဒေါက်တာသွားဖို့ရည်ရွယ်ချက်ရှိတယ်အဲ့ဒီကိုပဲဒေါက်တာနောက်ပိုင်းကိုသွားတော့မှာ